ရင်တဲကခန္ဓာထေဝသောအာနတကသူမန္တလေးအမကကျူဆရာတော်ဤကြောင်းတိုက်လူတော်ဤဘုရုဇင်မှန်သည်မြရခြင်းချစ်ခြင်းသွားခြင်းလာခြင်းသားခြင်းစရခြင်းပေါင်းများစွာလောဘရှိနေကြပါလေ ီလောဘကြောင့်ပဲရာဇနာတွေရဖို့ဖြစ်ဇနာတွေဖြစ်ဖို့ဤအမျိုးမျိုးနဲ့ရှားပွေးကြစုဆောင်းကြတယ်လောကိုင်းဆောင်းရွက်လှုပ်ရှားသွားလာနေကြတယ်မင်္ဂန်းနဲ့နီလန်းနဲ့ရှားပွေးကြသူတွေရှိတယ်ကိုယ့်အတွက်ရရင်ပြီးရော့ မတမားတဲ့နီလန်းနဲ့ရှားခွေကြသူတွေလည်းများစွာရှိနေကြတယ်။ပုရုဇေမန္တမြဆိုတဲ့အထဲမှာလူသားလူကြောင်နေတာမဟုတ်ပါဘူး။ဘုံကြီးယဟန်းအာမနီတွေလည်းအာဝင်နေပါတယ်။ပုရုဇေပုဂ္ဂိုလ်ဖြစ်ကြလို့ပဲတိုင်းသူအာဝင် ဟန္တာမင်းချို့ဟာချစ်ချင်တာတွေရကျင်တာကိုစီကိုစီမြောင်များစွာရှိနေကြပါတယ်ချို့သူများကယူသားစွာဝင်ဝင်လင်းလင်းပြောဆိုပြုမှုလှုပ်ဆောင်ကြသလိုချို့သူများကတော့အန်ဆောင်ဖုံးကွဲပြီးတစ်ဖက်လှည့်နဲ့ရအောင်ပြန်ဆောင်တတ်ကြတယ် ရဟန်းဘဝမယုံမသားမမှန်ကန်တဲ့နိလန့်နဲ့ရအောင်ရှားပွေခြင်းလို့ဆိုရမှာပါဘုရုဇင်းဖြစ်နေတော့လဲခြားသူများနီးသူရခြင်းဖြစ်ခြင်းနေထိုင်ခြင်းရတာဟုတ်ဒါကြောင့်ဘုန်းကြီးလောဘအနန္တလို့ပြောစမှရှိခဲ့ကြတယ် ။ဘာကြောင့်ဒီစကားဖြစ်ပေါ်ခဲ့ရတာလဲလို့စဉ်းစားကြည့်မိတယ်။ဒူရီဆိုတာကကိုယ်ပိုင်လှုပ်ဆောင်နေကြတဲ့လုပ်ငန်းကိစ္စတွေအပေါ်မူတည်ပြီးတော့ကိုရရှိမဲ့ကျူးအမျက်ကိုကျူတင်တွတ်ချက်လို့ရနိုင်ကြတယ်။ဒါကြောင့်လူတွေအနည်းနဲ့ငါဟာတရက်ကိုဘလောက်ဝင်ငွေရမယ် တလဆိုရင်ဘလောက်စုမိမယ်သတ်တယ်လောဘကအတိုင်းအစလေးတွေရှိနေနိုင်တယ်ဘုန်းကြီးဟာများကြဘူပိုင်းလုပ်ငန်းဆိုတာမရှိတော့လာဘောအလာဘောຢ່າရင်ပိုးမယ်မရရင်မပိုးဘူးဆိုသလိုပါပဲတရက်တလတစ်နှစ်တာကာလမှာဘယ်ကနေပါတွေရမယ်လို့ ြစ်ကြမရှိလေတော့ရလိန်နူးနူးနဲ့ဘုန်းကြီးတွေရဲ့လောဘတွေကအနန္တရှိကုန်ကြတာတို့ပဲထင်ပြီးပါလေဒီလောဘတစ်ခုတည်းကြောင့်ပဲအသွင်မျိုးမျိုးပုံစံမျိုးမျိုးစောင်းနေကြတဲ့လောကလူပေါင်းလောကယဟန်လောကကြီးထဲမှာရန်ဖန်ရန်ခါသူတို့ချာချာပြုံတွေ့ရတတာတွေလဲဖြစ်လာတတ်ပါလေ ခေါင်းလာခွေနီးကလှုပ်ခတ်ခဲ့သခိုင်းကလေးရောက်သခိုင်းမန္တလေးကတံဃာတော်တွေပရင်သွုံနေထိုင်စရာအခက်ခဲဖြစ်နေကြချိန်မှာမိမိရဲ့ကြောင်းမှာလာရောက်ပရင်သွုံနေထိုင်ကြဖို့ပိတ်ကြားတာတွေအွန်လိုင်းမှာတွေ့မြင်ရတော့မစ္စရိယစိတ်ကင်းစင်တော်မူကြပါပြီတဲ့လို့ဝမ်းမြောက်ဝမ်းသာမူတည်ဝါရ သို့တော်လေယခင်မူလတဲကဆက်ဆက်မှုရှိသူကဝဲလို့အပားတရာမှ တပားလောက်ပဲတွက်ရောက်ဂရင်သုံးသူ ရှိပါရဲ့လားဤသို့ပင်စူးစေကားမူကြောင်းထိုင်ကြောင်းမင်းဆရာတော်များကသီရဏသရာတရားထက်သန်းစွာထိတ်ကြားတာကိုတော့ဒေစာကြီးညူစွာသာဓုခေါ်ရတည်တာပဲ ဘုသားတို့ခေါ်တိုက်သောကျောင်းနိုင်ဆဲတော်များထက်စများစွာသာဓုခေါ်ဆိုတိုက်သောဆရာတော်တပါးရှိနေသည်ပြင်ပြလိုပါသည်သူဆရာတော်ကအခြားမဟုတ်ပေယနေ့အွန်လိုင်းမှာလေသာအေးအေးမျက်နှာခပ်ပြုံးပြုံးနဲ့ကြပြောဟန်စတိုင်တိုင်းတရားအတူအပြတ်လေးများနဲ့လူတိများလာတဲ့မန္တလေးနိုင်ငံတော်ပြည်ထောင်စုသာနာတက်ကတော် အာမောက္ခချုပ်ဆရာတော်ဗတ္တန္တဧတရဖြစ်ပါသည်ဒီနေ့ခေတ်မြန်မာနိုင်ငံအနှံ့အပြားကိုလိုက်ကြည့်ပြီးဆိုပါကသာသနာတော်ကြီးစီပင်တုတ်တနေသည်ဟုဆိုရမည်လားမသိဆရာတော်အသီးသီးကကျောင်းတိုက်တွေအသီးသီးဤထောင်ပန်းစင်းနေကြပါသည်မိမိတို့ပန်းစင်းတီထောင်သည့်ကျောင်းတိုက်များကိုလည်းအွန်လိုင်းမှာ ချပြတတ်သည်အမကကျူဆရာတော်ဗရဏဣတရကထူတုအဟောမိမိမရှိနေပြီဖြစ်သောကိုပိုင်ကြောင်းဘုံရွာမြို့ဒီမှာဝရီတောင်းတိုက်တာအခုလုံးကိုပဲအပြီးအပိုင်စွန်လှူတော်မူသောအမွေကုချာဆရာတော်တပါဖြစ်သည်၃ရက်၅လ၂၀၂၅ ယနေ့နေ့လယ်၃နာရီအချိန်ကဘာကျုပ်ဆရာတော်ကစာရေးသူတန်းပုံဆက်လာသည်ဆရာတော်ကဥဇောတရေမင်းနဲ့တိုင်ပင်ဆရာရှိလို့အစချီပြီးမိန့်လာပါတယ်တော်ဘုရားကြီးအမိန့်ရှိတာကတော့ငင်းကြီးလှုပ်တော့တည်လိုက်ကြတာကွာဘယ်သူတွေရောကြီးတဲ့သူတွေရော ငဲတဲ့သူတွေရောအာသွားကြတာအများကြီးပဲငါစဉ်းစားမိတာကိုလည်းဘယ်နှစ်ပါမှမသိဘူးမသေးခင်တခုခုလှုပ်သွားကျင်တာတဲ့ဒါဆိုဘုန်းကဘာလှုပ်ကျင်တာလဲလို့ပြန်ပြီးမိလျှောက်လိုက်တယ်တာဟိတူကအားကျဆရာတော်ကိုသူများတွေလို့ဆရာတော်ဘုန်းကြီး ပုံပုံဆိုတဲ့အတုံးနှုံးလေးနဲ့မခေါ်ပြစ်ဘူးပုံဆိုတဲ့တလုံးထဲနဲ့ပြောဆိုသုံးဆွဲဖြစ်ခဲ့တာဆရာတော်ကဆက်ပြီးတော့မိန်တယ်ငါကြောင်းကိုစာတင်တိုက်လေးဖြစ်စေချင်တာမုံရွာကအာမနီကျော်လေးတွေလှုပ်ပြီးနေတဲ့ကြောင်းကွာဘန်တော်ဘက်လာရှိတယ်လေမမ ကာဏယောင်ကြီးကြောင်းတိုက်လားဘုရားဆိုတော့အေးဟုတ်တယ်မင်းအနေနဲ့စုံစမ်းကြည့်စမ်းသူ့ကိုအပြီးသူ့လိုက်ခြင်းနဲ့သူ့လက်ခံလုံမလားလို့မမဥပညာအောင်သားနဲ့တွေ့ပြီးပြန်ဆက်ပါမယ်ဘုရားလို့ပြောထားလိုက်တယ်ဆရာတော်ကဒီအပိုင်းစာချုပ်နဲ့သူ့လိုက်မယ်ဆိုတော့ တရားသူတွေးပူမိတာကတရားတော်အနေနဲ့ဒါနတက်ကတူကတာဝန်ပြီးရင်ဘယ်မှာသတင်းသုံးနေမလဲဘောစိတ်ပူလို့မေးမိတယ်နေစရာကကိစ္စမရှိပါဘူးဖြစ်ပါတယ်တဲ့နောင်ကြီးနောင်ကိုနေဖို့အခက်ခဲဖြစ်လာမှာကိုတစ်ချက်ကလေးမှတွေးလို့မပူပဲပရိယတ်တိသာနာအတွက်ပြောမဟုတ်အလုံးနဲ့အကောင်ထဲ ်ပေါ်ဒါနာတော်မှာရှားမှရှားတယ်ဆရာတော်ပါပြီတကားဒါနဲ့တာရည်သူလည်းဥပညာဝန်တခံသွားပြီးအကြောင်းစုံကြောက်ထားပြောဆိုဖြစ်တယ်ဥပညာဝန်သားကလည်းဆက်လက်တောင်းရွက်မဲ့သူ့ရဲ့ပရိယတ်တိဒါနာပြုလုပ်ငန်းအကြောင်းပြောပြလာပါတယ်အမဂါကျူဆရာတော်ရဲ့ဆန္ဒနဲ့ ဥပညာဝန်သားရဲ့မူလစိတ်ကူးတို့အာဝင်ဝင်ကြဖြစ်နေတာတွေ့ရတယ်။ဆောင်ရွက်ပေးခွင့်ရတယ်။မိမိမှလည်းအတိုင်းပတိဝန်သားပီတိဖြစ်ရမယ်။ဒီလိုနဲ့ပဲဘာကျုပ်ဆရာတော်ရဲ့သာနာတော်အတိုင်းတောင်းမှုကိုအစီအစဉ်ဖြစ်ခဲ့ပါလေ။မန္တလေးနိုင်ငံတော်ပြည့်တိသာနာတက်ကတော် အမောက်ကကျဆရာတော်ကြီးရဲ့တောင်းတတာလူပွဲကြီးလို့ရေးလိုက်စိတ်ထဲတွေးကြည့်လိုက်ဩကိုပိုင်တောင်းတကြီးတစ်ခုလုံးကျောင်းမီကျောင်းဆောင်ဂရုပန်းလဟုပန်းအာလုံးတစ်ခုမှကြံလူမဆိုတော့ခန်းခန်းနာနာတဲတဲဝါဝါစီကားတိုင်းမြိုက်စွာကျင်ပါလိမ့်မယ်လို့ထင်เสียရရှိတာပေါ့ဆရာတော်က ဘယ်လိုမိန်လဲဆိုတော့ဘုဇောတာရေကဆုံလာပြည့်ကျော်၄ရက်နေ့မန္တလေးကိုလာခဲ့ကပန်းဤကဟောတန်လာရေမာလင်ကပန္တိတပန္တိရေမြို့တန်ဥက္ကဋ္ဌရေအတိတ္တိလက်မှတ်ထိုးဖို့ပေါ်ပြီးဥပညာဝန်သားနဲ့လာခဲ့ကြငါလက်မှတ်ထိုးပြီးသူ့လိုက်မယ်ပြန်ကျောင်းတော့သူသွားပြီးမင်းကကျောင်းကို တိုက်ပူလိုက်ဒီတဲ့အဲအကျိုးဆရာတော်စီစဉ်တဲ့တောင်းလူွယ်ကြီးကဒါပဲဣစရိယံဝတ္တဘောအပုတ္တဝတ္တဘောဤတို့ဖြင့်အကျိုးဆရာတော်ရဲ့သန္တာအတိုင်းဖြစ်စေဖို့အတွက်ကောင်းတော်ဟာ89ခုအစုံလာပြီကျော်၄ရက်5ရက်5လ2025ရဲ့နေ့ ။ဒါရေသူဥဆောင်ပြီးမန္တလေးသာနာတက္ကသိုလ်ကိုသွားခဲ့ကြပါတယ်။နက်နက်9:15မိနစ်အချိန်မန္တလေးမြို့နိုင်ငံတော်ပရိယတိသာနာတက္ကသိုလ်အမောက်ခါကျိုဆရာတော်ကျောင်းဆောင်ရောက်ရှိကြပါတယ်။ဆရာတော်ကုကြကတော့စကားပြောရင်ခဏတနာပြီးမုံရွာမြို့ဒီမှာဝတီကျောင်းတိုင်ဥဒန်းတဲ့စာချုပ်လက်မှတ်ရေးထိုးတာတွေ ုဆောင်ကြပါလေ။လွဲ့အပ်လူဒန်းတိဆရာတော်အလူခံရရှိသည့်ဆရာတော်နှင့်အတိတ်တည်းများအဖြစ်ကုဥဇောတမဟာလေဒီကျောင်းတိုင်းကုနန္ဒကမြမရွှေကုတိုင်းဘုကောတန်လကပန်းနီတိုင်းဥပန္တိတမာလိန်တို့ကလက်မှရေးထိုးတော်မူကြပါသည်။လက်မှရေးထိုးပြီးနောက်အမောကကျူဆရာတော်ကကျောင်းတော်များကိုလည်း တွက်အပ်တော်မူပါသည်ဤတို့ဖြင့်မန္တလေးမြို့နိုင်ငံတော်ပရိယတိသာနာတက္ကသိုလ်အမောကကျူဆရာတော်ကြီးဒုတိရှင်ကြားပညာကျွမ်းဝါခြင်းလျင်းမရှိသောခန္ဓာထေဝါဘုံပကာတနညူမြမပါရှိသောရိုးရှင်သောတန့်စင်သောမွတ်မြတ်သောတရားလူတော်ကြလုံးဝတိကျသောစေရနာပြသသော ောင်းတိုက်လူတော်ဘွဲကြီးကယောစီမတီးပဲကြီးစီအောင်မြင်ခဲ့ပါဘုံရွာမြို့ဒီမှာဝတိကျောင်းတဲ့ဒါကြီးတစ်ခုလုံးဘရုပန်းလုံးပန်းရှိသမျှအားလုံးမူစာချုပ်လက်မှတ်ရေးထိုးပြီးစွန့်လူပြီးနောက်ဘာမကောကျဆရာတော်ကြီးကနဝကံမှာတသိန်းကျက်စီစွန့်လူတော်မူပါသည်။ဒါနရောင်ကြီးကျောင်းဆရာတော်ဗာဒနာပညာဝန်တနဲ့ ာယကဓာယိကမ္မများကသင်္ကန်းနှတ်စောင်းတပက်မုံဘုံနဝကမ္မစသော တူရန်ပွေရများ စက်ကတူရန်ညပါအန္တလီမျိုးနိုင်ငံတော်ပြည့်တိသာနာတကသူအမောက်ခကျူဆရာတော်ကြီးဟာသာပေလွန်ဝါဒနာကြီးတော်ဆရာတော်ကြီးဖြစ်ပါလေပါဠိဘာသာမြန်မာဘာသာအင်္ဂလိပ်ဘာသာတက္ကတဘာသာတို့နဲ့ရေးသားထားတဲ့ သီရဝါဒဘုဒ္ဓစာပေများတာမကအာဟာရနာအိန္ဒုစားတဲ့အခြားဘာသာစာပေများကိုလည်းဒီလက်မှတ်သားတော်မူခဲ့ပါတယ်။အကြောင်းအရာတစ်ခုသာမမြအယုံမှတ်သားယုံမြမဟုတ်ပဲအခြေခံတောင်းစစ်မြစ်ရရှိလာမည့်အကျိုးဆက်ကြောင်းကျိုးဆက်ဆက်မှုသဘာဝကြမကြစသည်ဘူပညာနဲ့ဘာမှန်သုံးသက် ွေပါဆတ်စစ်ကြတော်မူလေးရှိပါတယ်။ယင်းတို့သာပေအသိပညာများကိုလက်တွေ့ကြကြလဲဒိုင်နာကျင်သုံးလေးရှိသည့်အာလျော်စွာဆရာတော်ပိုင်းဆိုင်တဲ့ငုံရွားမြို့ဒီမှာဝရီကောင်းတဲ့ဓာကြီးတစ်ခုလုံးသာဟုစာရန်အသုံးအဆောင်တစ်ခုမြမကြံအားလုံးကိုပေရတိသာသနာတိပင်ပြန်ပွားတိုးတက်ရေးကိုလေကရုပြုတော်မူလျက် မုတ်တသာကီအနုတ္တောသာသဘောကိုလက်တွေ့ကျင့်သုံးကဘုရားလောင်းတို့ဤစိတ်တပမာတန်ရှင်းပြသစွာလူရန်တော်မူဒီမာတွေ့မြင်သိရှိသူဘုရောကောင်းတို့စိတ်နှလုံးကိုတင်းကြုံတွေးပတ်ဗီတိတော်မနတလွန်စွာဖြစ်တတ်ပါသည်ဝမ်းမြောက်နှုမောသာဓုပေါ်ဆိုကြပါစေယံပင်ပြအပ်ပါ၏အရှင်ဥဒ္ဒတ် ตาเลดีได้มองอยู่อามิวตาดู ตาดู ตาดู